ဒီလိုနဲ့မျိုးတစ်ခုလုံးမှာရှိတဲ့ဘုံတွေကတစ်ခုပြီးတစ်ခုပေါက်ကွဲသွားပြီးကန်နာပြောတာကြောင့် UK ကသူ့ရဲ့အတန်ဆွဲရင်းနဲ့ဘုံရည်ဘက်ကိုအာယုံခံကြည့်တဲ့အခါဂျပန်နိုင်ငံတစ်ခုလုံးမှာဘုံတွေရှိနေတာကိုသိလိုက်ရပါတယ်။ဆာကူရာကတော့ဟီတိုမီချိုတို့ခံလာရပြီးဆာကူရာရဲ့အဖေကိုတိုကူကဆာကူရာရဲ့နေရာကိုဖုန်းကနေတဆင့်ဟန့်နေကအောင်မြင်သွားပြီး Sky Tower မှာရှိနေတာကိုသိလိုက်ရပါတယ်။ရုပ်တရက်ဂိုဂူတိုနဲ့ကုတ်ပရီကတွေစီကိုဘုံတွေရှိတဲ့နေရာမစိတ်ဝင်လာပါဘူး။တစ်ဖက်မှာတော့ကုတ်ပရီကယုံနေတာတယောက်ကဝင်းကြီးချုပ်ကိုလိုက်လွင်တဲ့နေရာကသူ့ရောက်ပူလာကြောင့် Sky Tower ဖြစ်တာကိုပြပြကကန်နာတိုကီနဲ့ယူကီတို့ကအဲ့ ိုသွားကြပါဒါအမဲယူကီကလူရတန်ရာကိုတွေးတဲ့ကစိတ်ပြောင်းသွားပြီးဘုံနေနဲ့ပတ်သက်ပြီးသူ့အနေနဲ့တန်းတန်းတော့ကြိုးစားမှာကိုပြောပြီးတိုကီနဲ့ကန်နာကိုသွားခိုင်းလိုက်ပါတဖက်မှာတော့ဟီတိုမီနဲ့ဟဲရီကဲက CCTV ခန်းထဲမှာစကားပြောနေတော့အိုဂါမီရောက်လာတာကြောင့်ဟီတိုမီကလည်းအိုဂါမီနဲ့သွားတွေ့ပါအိုဂါမီကဆာကူရာရှိတဲ့အပေါ်ဆုံးအလှကိုရောက်တဲ့ကဟီတိုမီကစောင့်နေပြီးသူ့ကိုဘလူရှာတွေ့တာလေလို့မေးကြည့်တဲ့ကအိုဂါမီကလည်းဟီတိုမီအရင်တုန်းကဒီညာနဲ့ပတ်သက်ပြီးပြောဘူးတာကြောင့်ခမမီရောက်လာတာကိုပြန်ပြေးလိုက်ပြီးရှာဖို့အသင့်ပြင်နေပါအိုဂါမီကတော့ဒါတော့ပြီးဟီတိုမီကိုရှာဖို့လုပ်နေပေမဲ့ဟီတိုမီ ီကသူ့ရဲ့လက်စီအစွမ်းနဲ့အားတာနေပြီးစာကူရာကတော့လွတ်အောင်လုပ်ဖို့ကြိုးကိုင်နေပါတယ် Telegram မှာ AnyDrone99 လို့ရိုက်ရှာပြီးမမဝင်မှကြီးလို့ရနိုင်တဲ့ Enemy Series အပြင်နာမည်ကြီး Old Enemy Series ရဖြစ်တဲ့ Dragon Ball Bleach နဲ့ Hunter x Hunter ကို T-Channel မှာ free သွားကြည့်လို့ရပါတယ် Hitomi ga Ogami ကိုစွမ်းကြည့်တဲ့အကွက်သုံးမိတိုက်ခိုက်လိုက်တဲ့အခါ Sakura ကလည်းချိုးချိထားတာကနေလွတ်သွားပြီ။ Ogami ကလည်းမထနိုင်အောင်အားနေနေပါ။ Hitomi မပြောက်ခင်တော့ကဘာလို့ဝင်ကြီးချုပ်ကိုတတ်ဖို့လုပ်တာလဲလို့မေးတဲ့အခါ Hitomi ကလည်းသူကဝင်ကြီးချုပ်နဲ့နှိမ့်နိုင်မှုသွားတာဖြစ်ပြီး ခင်နိုင်နာကအဆင်မပြေခဲ့ကသူ့ကိုတတ်ဖို့လုပ်တာကြောင့်ခုခံပြီးပြေးခဲ့ရတာကိုရှင်းပြနေပါတယ်။ခေတိုမီကလည်းသူအနေနဲ့ညှိနိုင်နာကကုတ်ဘရီကာရဲ့အနေနဲ့ပုံမှန်လူတွေလိုနေဖို့တောင်းဆိုခဲ့တာကိုပြောပြပြီ။အီရန်အဖွဲ့အစည်းကလူတွေကုတ်ဘရီကာအကြောင်းမသိစေချင်တာကြောင့်သူတောင်းဆိုတာဝင်ညင်လိုက်တာကိုရှင်းပြနေပါတယ်။ခေတိုမီကလည်းသူအခုလိုလုပ်တာကကုတ်ဘရီကာရဲ့အတွက်အပြင်ထူးခြားတဲ့အစွမ်းရှိတဲ့ကလေးတွေက အီရန်ရဲ့လူသက်သမားအဖြစ်အသုံးချခံနေရတာကနေကဲဘေးကျင်နာကိုလည်းပြောပြနေပါတယ်။တဖက်မှာတော့ယူကီကဘုံးနေအကုန်လုံးကိုဖျက်ဆီးနေပြီးတိုကီနဲ့ကန်နာတို့ကဓာတ်လီကစီမဲလို့တော့ဟဲရီကန်နဲ့တွေ့ပါတယ်။ဟဲရီကဲကလည်းဟီတိုမီနဲ့တွေ့ရင်သူ့ကိုကြော်ဖျက်ရမှာကိုပြောပြကတိုကီကတော့ဟဲရီကဲသိရင်သူကကုတ်ပရိကသူဖြစ်မှာကိုပြောပြပြီးရှာဖို့လုပ်နေတော့ဟဲရီကဲကလည်းကိုပါလိုက်ပြီးတိုကီကိုရှာနေပါတယ်။တဖက်မှာတော့ခီဇာကူရာဂိုင်းနဲ့ရဲတွေကပူပေါင်းပြီးဘုံးနေရှိတဲ့နေရာမှာလူမရှိအောင်လုပ်နေကြပါမယ်။လူမလောက်ပဲဖြစ်နေပါတယ်။တဖက်မှာတော့ယူကီဟီနာကအထူးစွမ်းအနေနဲ့ကလေးတွေရှိတဲ့စကန်ကိုရောက်သွားတဲ့ကအသက်ရှင် နေသေးတဲ့ယူအီနဲ့တွေ့ပါတယ် တိုဂီကတော့အပေါ်ဆုံးအလှကိုရောက်သွားပြီသူ့အဖေဝင်ကြီးချုပ်ကလည်းကြိုးပြစ်ပြီးကယ်ပေးဖို့ပြောနေပေမဲ့တိုဂီကတော့မကယ်ပဲတက်လို့ရတာကိုပြောနေပါတယ်။တဖက်မှာတော့ယူကီဟီနာနဲ့ယူအီတို့ကရှာနေပြီယူကီဟီနာကသူကခလေးတွေကိုကယ်ပြီးလွတ်လပ်ခွင့်ပေးမှာကိုပြောတဲ့အခါယူအီကလည်းကယ်ပေးမှာကိုပြောနေပါတယ်။ဟီတိုမီကတော့လူတွေကသူတို့ကိုအားကိုးလာတဲ့အခါပျော်ဖို့ကောင်းလာမှာကိုပြောနေပြီ။အိုဂါမီကိုထိုးပေးလိုက်ကအိုဂါမီကတော့မရှာနိုင်အောင်အားနေနေပါတယ်။ဟီတိုမီကလည်းအီရန်ကအိုဂါမီကိုတက်ခံလိုက်တဲ့ရုံမာတဲ့အဖွဲ့စည်းတွေကသူ့ကိုကူညီလို့ရှင်းခန့်လိုက်တာပဲဖြစ်ကတခြားရုံမာတဲ့အဖွဲ့စည်းတွေအများကြီးရှိပေမဲ့အဲ့အရာတွေကိုတော့ မှမလုပ်ပဲလွှတ်ထားတာကိုရှင်းပြလိုက်ပါတယ်ဟီတိုမီကအိုဂါမီကိုသူနဲ့အတူတူဘူပွားမှုကံလမ်းမိမယ်အိုဂါမီကငင်းလိုက်ပြီး အီရန်ကမကောင်းတာလို့ရနော်ဟီရိုမီကကုတ်ရိတ်ကြရတဲ့အတွက်တရားမျှတမှုခေါင်းစဉ်တက်ပြီးအပြစ်မရှိတဲ့သူတွေကိုတပ်ဖြတ်နေတာကိုထောက်ပြလိုက်ပါခီတိုမီကလည်းသူ့အနေနဲ့ကုတ်ရိတ်ကဖြစ်တာကြောင့်မပူပမကိုပြောပြီးဟီတိုမီကိုထတ်ရှားမှုလုပ်နေပေမဲ့အပြက်ပြီးလဲတော့က loss ဖြစ်သွားပါဆာကူရာကလည်းအိုဂါမီကိုဟီတိုမီလက်ထက်ကကာကွယ်ပေးဖို့လုပ်ပေမဲ့ဟီတိုမီကလည်းပဲညှစ်ထားလိုက်ပါတစ်ဖက်မှာတော့ဘုံဖောက်မှု signal ပို့တဲ့နေရာကိုခီစာကူရာအပက်ကသွားကြပြီးနေရာကိုရောက်သွားတဲ့အခါကားရဲကနေအထူးစွန့်ရတဲ့ကလေးနှစ်ယောက်ပေါ်လာပြီးကားနာမကက်လာအောင်တိုက်ခိုက်နေပါဘုံတိုက်မှာအရှိန်ပြိသွားတဲ့အခါတစ်မျိုးလုံးမှဘာမှ န်းဖြစ်ပဲဟီတိုမီကလည်းသူ့အကြံမအောင်မြင်တာကြောင့်အံ့ဩနေပါတယ်အမှန်တော့ခုနကဘောဖားဖို့ signal ပို့တဲ့ကားစီကိုယူကီကရောက်သွားပြီးဖြက်စီပေးလိုက်တာပဲဖြစ်ပါတယ်ဂျိုရီရဲ့ဟဲကေကပေါ်လာပြီးအကောင်လုံးကသူ့အကြံဖြစ်တာကိုပြပြလိုက်ပြီးယူကီဟီနာသွားဖမ်းမှုလုပ်တဲ့ကလေးတွေကိုလည်းကဲထုတ်ထားပေးတာကိုရှင်းပြလိုက်ပါတယ်ဟီတိုမီကတော့ဟဲကေကသူ့ပေါ်တစ္ဆာဖောက်တာကိုတီးတဲ့ကဒေါသထွက်သွားပြီးရှာနေကဟဲကေကလည်းပြန်ချနေပါတယ်ဟီတိုမီကလည်းသူက sky tower ကိုရေးထားတာကဘုံတွေအကောင်လုံးကိုသူ့အစွမ်းနဲ့ဖောက်ခွဲဖို့ဖြစ်တာကိုပြောပြီးဖောက်ခွဲဖို့လုပ်လိုက်ပါတယ်တပတ်မှာတော့တိုကီကဝင်းကြီးချုပ်ကိုတတ်လို့ရတာကိုပြောပြီးရှင်းချောင်းနေပေ မယ်နောက်ဆုံးမှာတော့မတက်ပဲလွတ်ပေးလိုက်ပါတယ်ခီတိုမီကတော့သူ့အစွမ်းနဲ့ပုံဖောက်လုံးနေရောရုတ်တရက်အဆောင်အုံတစ်ခုလုံးကယူရဲ့အရေးအစွမ်းနဲ့အခါခံလိုက်ရပြီကျန်တဲ့ကောက်ပရိကာတွေကလည်းရောက်လာပြီခီတိုမီကိုရှာနေကြပါတယ်ခီတိုမီကလည်းသူ့ရဲ့လိုရက်ကမှန်တာကိုပြောနေတော့ရုတ်တရက်အိုကမီထလာပြီသူ့လက်ဆုပ်ကိုရှော့လိုက်တဲ့အခါသူ့ရဲ့မီအစွမ်းကအဆပေါင်းများစွာတိုးသွားပါတယ်ခီတိုမီကလည်းသူ့ရဲ့လျက်စစ်အစွမ်းနဲ့အစွမ်းကုန်သုံးပြီးတိုက်ခိုက်ဖို့လုပ်ပေမဲ့အိုကမီကတော့လျက်စစ်အကုန်လုံးကိုစုပ်ယူလိုက်ပါတယ်ခီတိုမီကလည်းဘုံတွေအကုန်လုံးကိုဖောက်ဖို့လုပ်ပေမဲ့အိုကမီကသူ့အစွမ်းနဲ့ဟီတိုမီကိုတားလိုက်ပြီးလဲသွားကဟီတိုမီကကိုယ့်ဝန်းနဲ့ နင်းနေပြီ သူ့အစွမ်းတွေကသူ့ကိုပြန်တိုက်ခိုက်နေပါတယ်ခီတိုမီကလည်းအကုန်လုံးကကောင်းဝင်အကြောင်းသိနေရကြောင်းသူကကောင်းဝင်ဖြစ်ဖို့နေရကအချိန်တိတ်မရှိတော့တာကြောင်းသိချင်မစင်းစားနိုင်ပဲအခုလိုလုံးမိတာကိုပြောပြီးသူလူချင်းခဲ့တာကထူးခြားတဲ့အစွမ်းရှိတဲ့သူတွေအတွက်လောကကြီးထဲမှာနေရာရှိစေချင်တာကိုပြောပြီးဝင်ကြီးချုပ်ကိုတွားတက်ဖို့လုပ်ပေမဲ့အိုဂါမီကတားပေးလိုက်ပါခီတိုမီကလည်းလဲနေပြီးကော့ဘရိတ်ကရဲ့အကုန်လုံးကိုနှုတ်ဆက်စကားပြောနေကသူတို့ကော့ဘရိတ်ကရဲ့အဖြစ်ရှိခဲ့တဲ့ကာလကပြောဖို့အကောင်းဆုံးအချိန်ဖြစ်ခဲ့တာကိုပြောပြီးအကောင်လုံးကအခုအဖြစ်ပြက်ကိုတားခဲ့တဲ့သူရဲ့ကောင်းတဲ့အဖြစ်နာမည်ယူဖို့မှာနေပါတယ်ရုပ်တရက်ဝင်ကြီးချုပ် ုပ်ကရောက်လာပြီးအကုန်လုံးကနာမည်ယူလို့မရတာကိုပြောတဲ့ကဟီတိုမီကဒေါသထွက်ပြီးဝင်ကြီးချုပ်ကိုတပ်ဖို့လုပ်နေပေမဲ့တခြားကော့ပိုရိတ်ကတွေကတားထားလိုက်ကအိုဂါမီကလည်းဟီတိုမီကိုအနာယူဖို့ပြောပြီးဟီတိုမီကတော့ကိုဝမ်ဖြစ်ပြီးတည်တော်သွားတယ်။အပြင်မှာတော့လူတွေအကုန်လုံးကအခုကိစ္စအတွက်ရဲတွေကိုကျေးဇူးတင်နေပြီးဝင်ကြီးချုပ်နဲ့ဟဲအီကေကတော့အိုဂါမီရဲ့အစွမ်းကစီကီဆိုတဲ့သူကိုရှာဖို့ပြပါမှာဆိုကအိုဂါမီကသူ့ကြီးအစွမ်းကိုမထိန်နိုင်ရင်တော့ဆာကူရာရှိတာကိုပြောနေသွားတယ်။ရုပ်တရက်ဝင်ကြီးချုပ်ကလျှက်စီးလိုက်ပြီးသူရိအန်ထွက်နေပါတယ်။နောက်နေ့မှာတော့ဆာကူရာကကြောင်းသားဖို့လုပ်တဲ့ကအိုဂါမီကိုမတွေ့တော့ပဲယူကီကလန်လုံးဆက်နေပါ ွားတယ်။ယူအီကလည်းလာကြုံနေပြီးအကောင်လုံးကတာဝန်အမျိုးမျိုးရှိတာကြောင့်လူကဲရောမကိုရှင်းပြနေပြီးနှုတ်ဆက်သွားတာ။တိုကီကလည်းရောက်လာပြီးနှုတ်ဆက်နေရင်အိုဂါမီကသူ့ရဲ့မစ်ရှင်အတွက်နေရာပြောင်းသွားတာကိုပြောပြပြီးတစ်ဖက်မှာတော့အိုဂါမီကလင်းရင်ကွင်းမှာလူစိုးတွေကိုရှာနေတာကိုတွေ့ရပါတယ်။